်ဖြစ်တယ်မျိုးကိုမလိုလားတဲ့တူတန်အချိန်မပြုံးပါနဲ့ချစ်ပြီးဆိုတယောက်တည်းကပဲတပတ်တက်ကြီးကျူးအတွက်ဖြည့်စည်းပေးနေရတာမျိုးတွေဂယူးဆိုင်နေရတာမျိုးတွေမဖြစ်ပါစေနဲ့အချီဟာနှစ်ယောက်ဘေးယူတဲမှာလာပါတာပါပိုပြေဆုံးတာပါတယောက်တည်းကပဲအနည်းနာခံနားလေပြရာတီးခံရခွင့်လွတ်နေရတယ်ဆိုရင်တော့ကိုကချစ်သူထားနေတာမဟုတ်ပဲအချစ်ရဲ့ဂျေးကြုံဖြစ်နေတာပါ တနည်းပြောရရင်ပေးဆက်နေရသူကြီးပေါ့တကယ်ဆိုရင်သူသာကိုယ်ပေါ်နားလည်မှုချစ်ချင်းတွေနဲ့ပြည့်နေတဲ့လက်တွဲပေါ်ကောင်တယောက်ဆိုရင်ကိုယ်အတွက်လည်းထည့်စင်းစားမှတည်ကြပေါ့ပါမင်းသူဘလောက်ပဲခက်ခဲနေပါစေအချိန်မရလို့အလုပ်တွေရှုပ်နေရင်တော့သူ့အပေါ်နားလည်ဒီဆိုင်ပေးတဲ့သူတယောက်ကိုသူ့ဘက်ကဖြည့်ဆည်းပေးရမယ်ကျန်တဲ့အစိပ်ပိုင်းလေးတွေကိုလည်းနားလည်မှုရှိစွာတိဆောက်ပေးနေမှာပါ အဲ့လိုလူနဲ့မတွေ့ခဲ့ရင်ဒါမှမဟုတ်ကိုဘက်ကကြီးတစ်ဖက်သက်ဇညွန်ရည်ပြီးကိုပဲကြောက်ဆောင်နေရရင်တော့ကိုရဲ့ဖြစ်တည်မှုဟာအဲ့လောက်ထိသူ့အတွက်အရေးမပါဘူးဆိုတာသိလိုက်ပါတော့သူရဲ့ခံစားချက်တွေနဲ့အရေးကြီးပါတယ်လို့တဖွားမှပြောနေတဲ့အရာတွေကကိုမပါဘူးဆိုတာအလိုက်တင်လိုက်ပါဒီတက်ပေးစိတ်ရင်မမျော်လင့်ပါနဲ့တော့သူ့မှာမင်းရှိနေတယ်ဆိုတာမမြင်ပါဒါမှမဟုတ်လည်း မမြင်ချင်အောင်ဆောင်နေတာမျိုးလားမသိနိုင်တာမျိုးမင်းကိုမြင်တဲ့သူမင်းရဲ့ဖြစ်တည်မှုကိုတကယ်ချင်းမြတ်လို့တန်ဖိုးထားတဲ့သူကမင်းရှိချောင်းပြတ်တာအတိပေးလိုက်ပါ။